တရားပြက်ကုန်ကြတာပေါ့တရားပြက်ကြတာပေါ့နော်ကြောက်စရာသိကောင်းလူတွေရဲ့သဘောဒါလည်းအပြစ်တော့ပြောလို့မဖြစ်ဘူးပေါ့နော်ဗါရဲဟိုဥမတောက်မှတီလာစောက်နိုင်မယ်ဆိုတာဟုတ်တယ်ပေါ့နော်စားစရာတောက်စရာပြည့်စုံနေမှလူဆိုတာကတီလာဆိုတာလုံခြုံနိုင်တာပေါ့စားစရာတောက်စရာမှမပြည့်စုံတော့လေအဲ့ဒါလိုခဲရင်ကုန်ကြတယ်ခစ်ပြက်ကာလာကြီးပါပဲမကောင်းပါဘူးနော်အဆိုလေးတစ်ခုတောင်ရှိတယ်ဘုန်းကြီးကလူတဲ့လူကဘလူးဆိုတာ အဲ့ဒီခေတ်တဲကိုရောက်လာတာတဖြည်းဖြည်းနဲ့ကောင်းလာဖို့ကတော့မမြင်ဘူးသူကဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ထုံးစံရာကိုသူကဆုပ်ကပ်ပဲလူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုပ်တယ်လူတွေရဲ့အသိဉာဏ်တွေကလည်းဆုပ်တယ်လူတွေရဲ့ကိုကျင့်တရားတွေကလည်းအကုန်ဆုပ်တာစားမှမဖတ်ကြပဲဘူးအလိမ္မာစားမှရှိသည်ဆိုတာတွေ့လိမ့်မလားဆောင်းပုံလေးဟုတ်တယ်မလားအဟုတ်ကိုအလိမ္မာစားမှရှိတာဗျစားဖတ်မှကဘာပေါ်မှာစာအဖတ်ဆုံးနိုင်ငံဟာအိန္ဒိယနိုင်ငံလို့ကြားဦးတယ်ဟုတ်လောက်တယ် ဘုန်းကြီးကနိုင်ငံသားမှာတီရီလင်္ကာနိုင်ငံမှာ9နှစ်အိန္ဒိယနိုင်ငံမှာ3နှစ်ဘုန်းကြီးကနေဟူးတယ်ဟုတ်တယ်ကလေးလေးတွေကလေအာကားစောင်းနေကြတယ်အเจ้าကားတွေစောင်းနေဆိုစာအုပ်ကြီးတွေထူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပေါ့နာသူတို့စီတုံးစာမရှိဘူးကိုယ်နိုင်ငံနဲ့ခင်ပြီးတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ်စာအုပ်လည်းကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုချိုလေးတွေတိတ်ပေါ်တာ ဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ့လူဦးရေတန်း90ကျော်ရှိတယ်။အုပ်ရေ900ရိုက်တာမကုန်ဘူးလေ။ဘယ်နဲ့လုပ်မလို့။စားမှမဖတ်ကြပဲနဲ့။လူတ